ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တွေအောင်လည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခု နွေရာသီအပြောင်းရွှေ့ဈေးကွက်ကြီးကကျွန်တော်စဖို့3လတောင်မကျန်တော့ဘူး။ဆိုတော့ဘလုံးရာသီကုန်ဖို့3လပဲကျန်တဲ့အချိန်မှာနွေရာသီအပြောင်းရွှေ့ဈေးကွက်ကြီးမှာအခုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းမဲ့ကစားမားအများကြီးပဲ။ လီဗာပူးမှာဆိုရင်အလွတ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ကစားမ3ယောက်ရှိတယ်။မိုမက်ဆာလက်စ်ကတစ်ဖက်ကထရန့်အလက်ဇနာအာနိုနဲ့ဗာဂျေဗန်တိုက်ရှိတယ်။ဒါပေမဲ့ဗာဂျေဗန်တိုက်ရောဆာလက်စ်ရောကနှစ်နှစ်စီတက်တန်းထပ်တိုးတဲ့အတွက်ကြောင့်အခုလောလောဆယ်မှာထရန့်အလက်ဇနာအာနိုတယောက်ပဲရှိတယ်။ရီယာတီမှာ top top player တွေတကယ့်ကို world class အဆင့်ရှိတဲ့ player တွေအားလုံး free postman နဲ့မှာပါတယ်။ဥမာ Arsenal သင်းဆိုရင် Thomas Partey ရှိတယ်၊ Jorginho ရှိတယ်၊ Chelsea မှာလည်းစာချုပ်တက်တန်းကုန်ဆုံးတဲ့ကစားမတွေရှိတယ်။ Liverpool အပြင် Manchester United က်တဲ့ Tottenham Hotspur အသင်းတော်တော်များများမှာနမေကျော်ဒိတ်တိတ်ကျဲကစားမားတွေရှိကြတယ်ဆိုတော့စောင်းရသည်ဈေးကွက်ပုတ်ပဲနှွေရသည်ဈေးကွက်ဖြစ်တဲ့အတွက်အသေးကြတဲ့အသင်းတော်တော်များများကအသေးအံလိုက်ဖို့ရှိတဲ့ချိန်မှာဘယ်ကစားမားတွေက တို့ရသည်အပြောင်းရွှေ့မှာဖြစ်လာနိုင်ရည်ရှိလေကျွန်တော်တို့အခုပြင်သစ်ကလပ်မှာဆိုရင်လီယမ်မှာအင်္ဂလိပ်ကစားမှာ Angel Gomez ကျွန်တော်အားလုံးသိထားပြီးသားလီကာစီလက်ထက်မှာတော်တော်လေးအားကိုးရတဲ့ defensive midfield player ဖြစ်တဲ့ဒီ Angel Gomez ကပြင်သစ်ကလပ်လီယယ်ကထွက်မှာဖြစ်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွင့်ရမှာဖြစ်တဲ့အဲ့ဒီနေရာမှာ Jonathan Davis ကလည်းလီယယ်ကနေထွက်မယ် Jonathan Davis ကအသက်26နှစ်ရှိပြီးကနေဒါတိုက်စစ်မှုဖြစ်ပြီးတော့သူလည်းရာသီကုန်မှာစိတ်ကြိုက်ကလပ်အသင်းကို အလွတ်ပြောင်းရွှေ့ခွင့်နဲ့ပြောင်းရွှေ့ခွင့်ရှိမယ် ဒီနေရာမှာအင်္ဂလိပ်ကစားသမားတွေထဲမှာဆိုရင် Crystal Palace က Tyrick Mitchell ပဲနောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့တကယ်အားကိုးရတဲ့ quality player ဒါပေမဲ့သူ့အနေနဲ့တော့ထိတ်တန့်အဆင့်တွေကိုရောက်ဖို့ထက်အလဲလက်အသင်းတွေကိုပြောင်းရွှေ့နိုင်ပြီးတော့ Everton တိုက်စစ်မှု Dominic Calvert-Lewin နောက် Everton နောက်ခံကစားမ Michael King Newcastle တိုက်စစ်မှု Callum Wilson ပြီးတော့မှ Bayern Munich ရဲ့နောက်ခံလူ Eric Dier နဲ့ Danny Ince ဆိုအင်္ဂလိပ်ကစားသမားတွေထဲမှာလည်း quality player တွေတော်တော်များများပါတယ်စိတ်ဝင်စားစရာကောင်းတယ် နောက်တစ်ခုက Northern Forest ကနောက်ခံလူအိနာသူကတော့အပိုတစ်နှစ်ထပ်တိုးခွင့်တော့ရှိတယ်ဒါပေမဲ့အလွတ်ပြောင်းရွှေ့ခြင်းဖြစ်လဲဖြစ်နိုင်တယ် Northern Forest ကတော့တေချာပေါက်တိုးမယ်အိနာကအခုလက်ရှိမှာ Forest ကထွက်နိုင်တဲ့သူဖြစ်ပြီးတော့ Manchester City တို့ Liverpool တို့သူပြင် Liverpool က train ထွက်သွားရင်အိနာကိုခေါ်ခြင်းနဲ့ဆိုပြီးတော့ Forest ကနောက်ခံကစားမကိုခေါ်ခြင်းနဲ့ဒီ Nigeria နောက်ခံကစားမကတော်တော်လေး quality ကောင်းတဲ့ကစားမဖြစ်ပြီးတော့ Bayern Munich အသင်းမှာ Leroy Sané စာနေကစာချုပ်တက်တန်းကုန်ပြီးအခုချိန်ထိ ဘိုင်ယန်နဲ့ဆက်နေမလားတက်တန်းတိုးမလားအသင်းတစ်ကိုပြောင်းမလားဘယ်သူမှမသိဘူးလီရိုက်ဆာနေကအခုလောလောဆယ်မှာဘိုင်မြူနစ်အသင်းကကာလာရှေချာစာချုပ်သစ်တွက်လာစာတိုးတောင်းထားတယ်ဆာနေကဆိုအဖိုဆိုဒေးဗစ်ကတော့လာစာတိုးတောင်းတာကိုဘိုင်ယန်ကလက်ခံလို့ဆက်နေခဲ့ပေမဲ့ဆာနေကအခုချိန်ထိတိကျတဲ့အခြေအနေမရသေးဘူးကျွန်တော်အမြင်ရတော့လီရိုက်ဆာနေကထွက်သွားနိုင်ပွဲရှိတယ်ဒီနေရာမှာလီယွန်ဂိုရက်စကာရှိသေးတယ် ဘိုင်ယန်ရဲ့ဂျမ်နီကွင်းလေကစားမှာဂရက်စကာကလည်းစာချုပ်တက်တန်းကုံဆုံးပြီးတော့သူလည်းတင်ကြပေါက်အသင်းကထွက်ဖို့ပြင်ဆင်နေသူဖြစ်တယ်။ဒါပေမဲ့နီးပြကုမ္ပဏီကယာတီပိတ်ကမှာတလျှောက်လုံးသူ့ကိုတောက်လျှောက်ပြန်သုံးလာတဲ့အတွက်ဂရက်စကာဟာအသင်းမှာထပ်ပြီးတက်တန်းတိုးနိုင်တယ်။တောမတ်စ်ဘူလယ်ကတော့ဘိုင်ယန်မြူနစ်မှာကာလာရှည်ချာကစားခဲ့ပြီးမှအသင်းကထွက်မယ်လို့ဆုံးဖြတ်တဲ့အတွက်တောမတ်စ်မူလာလည်းအသင်းတစ်ကိုပြောင်းနိုင်ပွဲရှိတယ်။သူလည်းအလွတ်ပြောင်းရွှေ့ခြင်းဒီနေရာမှာလုံးဝကို quality defender တယောက်အဲ့ဒါကတော့ Jonathan Tah Bayer Leverkusen အသင်းရဲ့အသင်းကောင်းဆောင်ဂျာမနီနောက်ခံကစားမဂျိုနသန်ထာကအလွတ်ပြောင်းရွှေ့ခြင်းဖြစ်ပြီးတတ်တမ်းမတိုးဖို့မဆုံးဖြတ်တဲ့အတွက်ဒီကစားမကိုလိုက်နေတဲ့အထဲမှာအခုဘာစီလိုနာအသင်းရဲ့နီးပြားဟန်စီဖလစ်ကခေါ်ဖို့သဘောတူလိုက်တဲ့အတွက်ဂျိုနသန်ထာဟာဘာစီလိုနာအသင်းကိုပြောင်းမယ်အလွတ်ပြောင်းရွှေ့ခြင်းနဲ့နောက်ထပ်တယောက်ဖြစ်မယ်တစ်ဖက်မှာတော့မန်ချက်စတာစီးတီးကကက်ဗင်ဒေဘရိုင်းနာဒေဘရိုင်းနာကတော့တကယ်ကိုနှမျောစရာကစားမဖြစ်တဲ့စီးတီးမှာတတ်တန်းကုန်မှာနှစ်ယောက်ရှိတယ်ဒေဘရိုင်းနာနဲ့ ဂွန်ဒွန်ဂန်ရှိတယ်ဖတ်ကွာဒီယိုလာကဂွန်ဒွန်ဂန်ကိုတတ်တန်းထတ်တိုးဖို့ဆုံးဖြတ်ပြီးတော့ဒီဘရိုင်းနာကတော့ကလပ်သင်းဘက်ကမတိုးဘူးလို့သွားတယ်ဒီဘရိုင်းနာရဲ့လက်ရှိအနေထားအရသူပရီးမီယာလိမှာလည်းဆက်ရှိကောင်းဆက်ရှိနိုင်တယ်တခြားပရီးမီယာလိကလပ်ကလည်းသူပြောင်းနိုင်ဖို့ရှိတယ်လို့ဆိုထားတယ်သူ့ကိုတတ်တန်းမတိုးတဲ့ပေါ်သူနည်းနည်းလေးတော့စိတ်ပြတ်သွားတယ်ဟိုတနေ့ကအင်တာဗျူးတစ်ခုမှာမန်စီးတီးကသူ့ကိုတတ်တန်းမတိုးတဲ့ကိစ္စကိုဘလို့ပုံစံပြောခဲ့တယ်လို့ပြောပြလာပြီးတော့ကေဗင်ဒီဘရိုင်းနာကလည်းတကယ်ကိုစိတ်ဝင်စားစရာ အခြေအနေမျိုးရှိတယ်အဲ့နောက်ဆက်တွဲမှာတခြားတခြားသောကစားသမားတွေ ီထဲမှာခုနပြောတဲ့ထဲမှာအာဆနယ်သင်းကသောမတ်စ်ပါတီရှိတယ်၊ဂျော်ဂျင်းညိုရှိတယ်။ပါတီဆိုရင်32နှစ်ရှိတယ်။တကယ်ကိုဒီယာတီမှာအင်ဂျူရီလုံးဝကင်းတယ်။အာဆနယ်ရဲ့အကောင်းဆုံးကစားသမားလို့မှုတ်ရင်တော့ top 3 player တွေမှာပါတယ်။ကျွန်တော်တို့ဘခါယိုဆာကာရှိမယ်၊ဒန်ကလွန်ရိုက်ရှိမယ်၊ဆလီဘာကပရီယာရှိမယ်ဆိုရင်တော့ top 5ထဲမှာပါတီပါမယ်။ပါတီဟာ consistently ရှင်းစွမ်းပြကျွန်တော်တို့သောမတ်စ်ပါတီကိုခြေကြတာဆိုရင်သူ့ right back ထားမှာပဲခြေကြတာ။ Thomas Partey ကို Atletico Madrid နဲ့ Barcelona ကအလွတ်ပြောင်းရွှေ့ခြင်းနဲ့လိုက်နေတယ် Jorginho ကတော့ Brazil club Flamengo ကိုပြောင်းဖို့ရှိတယ်ဒီနေရာမှာ Brighton က ထရစ်လမ်တီဆိုတဲ့ကစားမရှိတဲ့အရင်တော့ချက်စီနောက်ခံလူဟောင်းသူလဲစာချုပ်တက်တန်းကုံဆုံးမှာဖြစ်တယ်။နောက်အလက်ဇနာလာကဆတ်လီယွန်နဲ့စာချုပ်တက်တန်းကုံဆုံးပြီးတော့ဖူအန်ကခနီတက်တီဒီ right back ကစားမလဲတော်တော်လေးကောင်းတယ်။သူလဲတက်တန်းကုံပြီးနောက်တစ်ခုကဖူအန်ရဲ့တိုက်ရှင်မှုကာလိုဗင်နီရှက်ဒီစားမလဲတက်တန်းကုံပြီးတော့တစ်ဖက်မှာတော့နေမာဂျူနီယာတကယ်ကိုစူပါစတာ name ဖြစ်တယ်။ဆန်တိုနဲ့6လပဲစာချုပ်ချုပ်ပြီးတော့ဘရာဇီးကိုရောက်လာပြီးတော့နေမာဂျူနီယာကတော့အခုလောလောဆယ်မှာသူကဘာစလိုနာကို dream နေနဲ့ပြန်သွားခြင်း ်ပေမဲ့ဘာဆိုနာကသူ့ကိုခေါ်ဖို့စာနာမရှိတဲ့ပြဿနာဖြစ်နေပြီးတော့နေမာဂျူနီယာကတော့ဒီနိုယာသီထရန်စပါမှာတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းစရာဖြစ်တယ်ပြီးတော့မှလူကမိုးတွစ်ပါစာချုပ်သက်တမ်းကုံဆုံးပါပြီလူကမိုးတွစ်ကတော့အခုလောဆယ်တော်ကျွန်တော်ဘာသွားကြည့်လဲဆိုတော့ခရိရှားအသင်းကောင်းဆောင်လူကမိုးတွစ်ကိုရီယယ်မက်ဒရစ်ကသက်တမ်းမတိုးကိုဆုံးဖြတ်ထားတဲ့အတွက်လူကမိုးတွစ်အသင်းပြောင်းနိုင်ဖို့ရှိတယ် နားမလားကစားမလားဆိုတော့ကစားဖို့များတယ်သူက walk up ပြီးမှနားကောင်းနားနိုင်ပြီးတော့ real madrid ကပဲထက်တိုးမလားဒါပေမဲ့အခုလောလောဆယ် stand ရတော့ madrid ကမတိုးတော့ဘူးအဲ့ချိန်မှာ lucas basket ရှိတယ် real madrid ကတက်တမ်းမတိုးဖို့ဆုံးဖြတ်ထားတယ် lucas basket လည်းအသင်းကထွက်သွားနိုင်တယ်ဒီနေရာမှာကျွန်တော်တို့ saudi club ကိုသွားကစားနေတဲ့ marco verratti Paris Saint-Germain ကစားမအဖြစ်ဆက်ရှိနေတဲ့သူသူလည်းအလွတ်ပြောင်းရွှေ့ခြင်းနဲ့ PSG ကထွက်ပြီးတော့တစ်ဖက်ကတော့ Wolverhampton ရဲ့ Nelson Semedo ရှိမယ်ဒီကစားမလည်း Wolves မှာတော်တော်လေးအားကိုးရတယ် Cristiano Ronaldo ကတော့ Anasa နဲ့တနစ်ကို Euro 1000နဲ့2029အထိတက်တန်းတိုးတယ်ဆိုပြီးသတင်းတွက်နေတယ် Cristiano Ronaldo ဆိုရင်လည်းစာချုပ်တက်တန်းကုန်ပြီဒါပေမဲ့သူလည်းတက်တန်းထပ်တိုးဖို့သဘောတူလိုက်တယ်လို့ဖော်ပြထားတယ် Leo Messi လည်းတရားဝင် confirm မရှိပေမဲ့သူလည်း2026အထိထပ်တိုးမယ်ဆိုတဲ့အတွက်ကြောင့် ရော်နယ်ဒိုရောမက်ဆီရောယာအာနာစာနဲ့အင်တာမိုင်ယာမီမှာဆက်ရှိမှာဖြစ်ပြီးတော့အန်ဂယ်ဒီမာရီယာကတော့အခုတက်တန်းကုန်ပြီးဘန်ဖီကာကနေထွက်ပြီးရင်သူအာဂျင်တီးနားကိုပြန်လို့မရဘူးအာဂျင်တီးနားကသူ့ကိုလက်မခံဘူးအထူးသဖြင့်သူ့ရဲ့မွေးရကလပ်ကသူ့ကိုချင်းချောက်ထားတဲ့အတွက်အန်ဂယ်ဒီမာရီယာကဘန်ဖီကာကထွက်ရင်အသင်းသစ်ကိုရှာဖွေရမယ်ဘန်ဖီကာရဲ့အသင်းကောင်းဆောင်နီကလပ်စ်အော်တိုမန်တီလည်းရှိတယ်နောက်ပြည်သစ်ကလပ်လီယွန်ရဲ့နောက်ခံကစားမတက်ကလီယာဖီကိုရှိပြီးတော့လာဇီယိုရဲ့တိုက်စီမူကိုကင်းကွာရာရှိတယ်နောက်ဖူဟန်ကအာတမတ ထွာအိုဒီဆိုတော်တော်လေးကောင်းတယ်ဝူဖ်မှာတော့တော်တော်လေးကောင်းတယ်အခုလောလောဆယ်မှာတော့အရင်လောက်တော့ခြေစွန်းမပြနိုင်ဘူးဒါပေမဲ့ဒါဗစ်တဟေယာကိုတော့အခုလောလောဆယ်မှာဖီယိုတီနာကတနှစ်တိုးလိုက်ပြီသူလဲစာချုပ်တက်တန်းကုန်ပြီဒါပေမဲ့ဖီယိုတီနာကသူ့ကိုတနှစ်ထပ်တိုးပြီးတော့ခုနပြောတဲ့လူကတ်ဗက်စကက်ကတော့တက်တန်းထပ်တိုးထားတယ်ဒီနေရာမှာဟိုတနေ့ကမန်ချက်စတာယူနိုက်တက်ကိုသမားအန်ဒရီအိုနာနာကိုဖရီကစ်ကသွင်းသွားတဲ့ပါပလိုဆလာဗီယာသူဆိုရင်လဲတက်တန်းကုန်ပြီနောက်မန်ယူနိုက်တက်ကဗစ်တယ်လင်ဒလော့တက်တန်းကုန်ပြီနောက်ခရစ်ယာန်အယ်ရီဆင်တက်တန်းကုန်ပြီတစ်ဖက်က ဂျွန်နီအီဗန်တက်တန်းကုန်ပြီးဒီစားမတွေကိုတက်တန်းမတို့ဖို့ဆုံးဖြတ်ထားလို့ထော့တန်ဟော့စပါကဘန်ဒေးဗစ်ကိုလည်းတက်တန်းမတို့ဖို့ဆုံးဖြတ်ထားတယ်ဆာဂျီယိုရက်ဂီလောင်ကိုလည်းတက်တန်းမတို့ဖို့ဆုံးဖြတ်ထားသလိုအဗ်ဒူလာဒီကိုရေးဆိုတဲ့ကစားမပေါ့လေအေဗာတန်ကစားမအဗ်ဒူလာဒီကိုရေးပေါ့လေဆိုတော့အများကြီးထဲမှာတော့ထရန်ဒိုနေမာဂျူနီယာအပါဝင်တကယ်ဒီဒီကျကစားမကြီးလည်းပါတယ်ဆိုတော့ဒါကတော့2000 2025နွေရာသီမှာစာချုပ်တက်တန်းကုံဆုံးမဲ့အလွတ်ပြောင်းချွေရှင်တဲ့ရရှိမဲ့ကစားမားတွေဖြစ်ပါတယ်ကိုကလပ်အသင်းတော်ဆိုရင်ဘသူတွေကိုလိုချင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်